ဘာသာစကားရှင်မျိုးတော်ကိုအများဆုံးလေ့လာနေ။အခန်း၁ဘာသာစကားတစ်ခုကိုလေ့လာခြင်းဆိုတာဘာလဲ။ဘာသာစကားဆိုတာနည်းနည်းလေးပဲသိရင်တောင်သိရကြိုးနှက်ပါတယ်တဲ့။ဒီစကားကို ပြောခဲ့တဲ့သူကတော့ဒီဆောင်ရည်ဆိုင်းရဆရာမကီတိုလွန်စပေးဖြစ်ပါတယ်။ဘာသာစကားတစ်ခုကိုလေ့လာတော့မယ်လို့တွေးလိုက်ရင်စာဖတ်သူတွေရဲ့ခေါင်းထဲမှာစာမေးပွဲ၊အိတ်ဇမ်းတွေ၊တံတားလေ့ကျင့်ခန်း၊ grammar theory တွေနဲ့ဝေါ်ဟာရော vocabulary list တွေပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ဆိုင်းရင်းသူကတော့အဲ့ဒီအတွေးခေါ်တွေကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့သူတယောက်လို့ပြောရပါလိမ့်မယ်။သူမအတွက်တော့ဘာသာစကားဆိုတာအလွတ်ကျမရမယ့်ဘာသာရဲတစ်ခုမဟုတ်ဘဲလူဝချင်းချင်းဆက်သွယ်ဖို့အတွက်အခြေခံအကျဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဆိုင်းရင်းသူကဘာသာစကားဆိုတာလက်တွေ့အသုံးတဲ့သလိုစိတ်နဲ့သက်ဆိုင်ပြီးတော့လူသားတွေသာတက်မြောက်တဲ့ကျွမ်းကျင်မှုတစ်ခုလို့အထိပယ်ဖွင့်ဆိုထားပါတယ်။လူသားတွေရဲ့အတွေးတွေနဲ့ပြောဆိုဆက်ဆံမှုတွေအားလုံးကို ဘာသာစကားနဲ့ပဲလှုပ်ဆောင်ကြတာဖြစ်လို့ဘာသာစကားတစ်ခုဟာစာသင်ခန်းထဲမှာပဲသုံးရမယ့်အရာမဟုတ်ပဲတကယ်လက်တွေ့ဘဝမှာအသုံးချရမယ့်ကျွမ်းကျင်မှုတစ်ခုဖြစ်ပါလေဒီအချက်ကြောင့်ပဲဘာသာစကားတစ်ခုခုဟာအသုံးပြုဖို့အတွက်လေ့လာသင့်တာပါအမှန်တော့ကိုယ့်အနေနဲ့ကျွမ်းကျင်အစဉ်ရောက်မနေသေးရင်တော့တစ်လုံးစနှလုံးစပြောနိုင်နေဆိုရင်ပဲအနည်းဆုံးတော့လူတွေနဲ့ဆက်သွယ်လို့ရနေပါသေးတယ်ဒါကြောင့်လဲဆိုင်းရီးသူက language နဲ့ပတ်သက်လာရင်ဘာမှမပြောနိုင်လို့ မစန့်ပိတ်ပြီးနေရတာထက်နည်းနည်းလေးပြောတတ်တာကပိုကောင်းပါတယ်လို့ဆိုပါတယ်။ဒီယူဆဟာအမားပါမှာစိုးရိမ်နေစိတ်ကြောင့် language အသစ်တစ်ခုကိုပြောကြည့်ဖို့တွင်ဝေတွန်းဆုံနေတတ်တဲ့မြန်မာနိုင်ငံကဘာသာစကားလေးလာသူတွေအတွက်တတိပေးစကားတစ်ခွန်ပဲဖြစ်ပါတယ်။